မင်္ဂလာပါဇာမနီအတာသိမ်းမမှပြန်လေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တမိုင်းဝင်ဘောင်းတော်ကျုပ်ပစီဒီအကြောင်းလေးပဲဖြစ်ပါတယ် မောင်နှံကျုပ်ဖះဟာရကုန်တိုင်းဒေသကြီးတွန်တင်းမြို့နယ်မှာတည်ရှိပါတယ်။မောင်နှံကျုပ်စီဒီဟာတွန်တင်းမြို့နယ်6ဝန်ခန့်အကွာ3ရန်ကုန်းကျေးရွာမှာတည်ရှိပါတယ်။စီဒီတော်ရဲ့ပထမဘွဲ့အမည်ကတော့မောင်တော်ကြပဲဖြစ်ပါတယ်။ပကံဘီရင်အနော်ရထာမင်းကြီးနဲ့တထုံဘီရင်မလူဟာမင်းကြီးတို့ဆက်မဲ့ဖြစ်ွားရာတထုံဘီရင်မလူဟာမင်းကြီးကဆစ်ရှုံးတဲ့အတွဲအနော်ရထာမင်းကြီးကဘီရင်နဲ့အတူမိဖုရားသားတော်သမီးတော်တို့ကိုပကံတော့ခေါ်ဆောင်လာခဲ့ရာအချို့သောသားတော်သမီးတို့ကထွက်ပြေးတင်ဆောင်ကြပါတယ်။သူတို့ထွက်ပြေးတင်ဆောင်ကြရင်သမီးတော်မိသမီးတစ်ပါးကတော့ကပင်းရွာကိုရောက်ရှိလာခဲ့ပါတယ်။တက်ခတ်ဝါးတွေဝင် ရန်ထားတဲ့နေရာမှာနေထိုင်တဲ့အတွဲကြောင့်လည်းချက်ခတ်ဝါယာမိသမီးတွေလည်းခေါ်ဆိုကြပါတယ်။မိသမီးကိုစောင့်ရှောက်ပေးနေတဲ့တတော်ဆောင်တပါးရှိပါတယ်။ထိုတတော်ဆောင်တပါးဟာတနေ့တော့တောကစားထွက်လာရာယခုဘောင်းတော်ချုပ်စီတီတရှိရဲ့နေရာမှာကောင်းပေါင်းစားကအလျောက်ကျွကြလာခဲ့ပါတယ်။ ဒါကြောင့်ခေါင်းပေါင်းစာကျွကြခြင်းဟာအသိနမိတ်မကောင်းဘူးဆိုကအသိနမိတ်ကောင်းစီရင်ခေါင်းပေါင်းစာကျွကြခဲ့တဲ့နေရာမှာ9000ပြည့်စီဒီကိုတည်ထားခဲ့ခြင်းဖြစ်ပါတယ်စီဒီတော်ရဲ့ဘွင့်မြီကိုတော့ခေါင်းပေါင်းစာကျွကြတဲ့နေရာမှာတည်ထားတဲ့အတွက်ဘောင်းတော်ကြစီဒီကိုခေါ်ဝေါ်ခဲ့ပြီးနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့စီဒီငန်ဟာပျက်စီးပြီးစီဒီဒဏ်ဟာကုန်းမှုမှုတာကျန်ရှိပါတော့တယ် ယေရှုတော်ရှင်ဘောင်းတော်ချုပ်ဆရာတော်ဦးနန္ဒဘောင်းတော်ချုပ်စီဒီတော်ကိုတာတနာပြုဖို့ရောက်လာခဲ့တဲ့အချိန်မှာတော့9000ပြည့်ပျက်စီးနေတဲ့စီဒီငယ်ကိုပြန်လည်ပြုပြင်ရန်ပုဂ္ဂိုလ်တချို့ကအချိန်ချင်း email ပေးခဲ့တဲ့ဖြင့်ကောစာတက်ဂရီ1300ပြည့်နှစ်ဝန်းကျင်နေမှာတော့ထီတော်ကိုပြန်လည်တင်ခဲ့ပြီးဘောင်းတော်ချုပ်ဆိုတဲ့အမည်နာမကိုဆရာတော်ကြီးကဓာတ်ပေါင်းစုချုပ်မဲ့နေရဟုတမတ်ခါဘောင်းတော်ချုပ်စီဒီဟုပြောင်းလဲစေခဲ့တာဖြစ်ပါတယ်အခုဆိုရင်ဘောင်းတော်ချုပ်ဆိုတဲ့စီဒီတော်ဟာနှစ်ပေါင်း80ကျော်ရှိပြီဖြစ်ပါတယ်မူလဘောင်းတော်ချုပ်စီဒီအနည်းမှာတော့လေးမျက်နှာစီဒီကိုထပ်မံတည်ထားခဲ့ပါတယ် တယ်။ဘောင်းတော်ကျုပ်သာဒနာနယ်မြေဟာဘောင်းတော်ကျုပ်စီတီတော်ကြီးကြီးရှိရာနေရာနဲ့တတဌာနနေရာဆိုပြီးနှစ်နေရာရှိပါတယ်။တတဌာနနယ်မြေမှာဆိုရင်တော့ဗုဒ္ဓဝင်ပြခန်းတွေလက်ရမြောက်ထူးထူးစစ်ပူဇော်ထားတဲ့ဗုဒ္ဓရုပ်ပွားတော်တွေဗုဒ္ဓဝင်အနန္ယဆေးရေးပကြီးများကိုကြီးညိုစွာတွင်နိုင်ပါတယ်။ဘုရားခါရရဲ့အကွာဝေးသူဗုဒ္ဓတန်သူဖျားများကိုဖွံ့ဖြိုးနိုင်ကြရန်ရည်ရွယ်ရေးတသဌာနကိုဆရာတော်ကြီးကတည်ထားခဲ့ခြင်းဖြစ်ပါတယ်။ ကောဇာတက်ကရေ1329ခုပါစို့လာပြေတောက်ကြန်နေမှာတော့သတ္တဌာနရထာနာတိထားရန်မဟာဘောဓိစေတီတော်ကိုပနတ်တော်တင်ခဲ့ပြီး9နှစ်ဝန်းကျင်တိထားကိုကိုကကြောင့်သိရပါတယ်ဆရာတော်ကြီးကကန်တဲ့ကျွရအပိုင်းရွှေနန်းတာကုန်းအနီးရှိမြေနေရာတွေမှာတော့1329ခုနှစ်ဝါဆိုလာပြေနေ့27ရက်9လပိုင်း1969ခုနှစ်မှာမဟာစေတီကိုအုံမြင့်ချခဲ့ပြီးဗုဒ္ဓဂါယသတ္တဌာနစေတီတော်ပုံစံအတိုင်းတည်တော်မူခဲ့ပါတယ်မြောက်ဘက်မှာကန္နာကူရီတိုင်စေတီတော်ရဲ့အရှိတ်ဘက်မှာ ကံပေါ်ရေးစီတီတော့ဗုဒ္ဓကာယတိန်တော်ကြီးတို့ကိုအကွာဝေးတူဗုဒ္ဓကာယပုံစံတူအတိုင်းတည်ထားကမိကတော့အေကာ30ကျယ်ဝန်းပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုဆက်လက်တင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ